Hello အားလုံးပဲမင်္ဂလာပါချက်ဒီနေ့မှာတော့ဒီ spoken လေးလည်းလုပ်လို့ရတယ်အချုံပေါ်ပါလေးလည်းလှုပ်လို့ရတယ်ပန်းစီလေးလည်းလှုပ်လို့ရတယ်3 in 1ဒီပန်းချုံထဲလေးရဲ့ထုံးနီးကိုလာပြီးမျှဝေပြဖြစ်ပါတယ်သူကအဲ့အဖြူရောင်ထုံးနီးကအကုန်လုံးအတူတူပဲပေါ့နော်သူ့ပန်းနေရာမှာတော့ကျွန်တော်တခြားကိုကြိုက်တဲ့ပန်းထိုးပြီးတော့မှအလားစင်နိုင်ပါတယ် ဒါဆိုရင်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ချက်ထိုးထားတဲ့အဖြူရောင်က400 gram ကုန်တယ်ပေါ့နော်။ချက်ရောမြန်မာချီပဲအသုံးပြုပြီးတော့မှတ်ထုတ်ထားပါပါ။ဒီညမှာကိုကြိုက်တဲ့ချီသုံးလို့ရပါတယ်နော်။4 blind 5 blind ရပါတယ်။3 blind နဲ့ရပါတယ်ရှင့်။အမနာဒါတော့ချက်မြမချီချစ်ချစ်လေးပြမြမချီလေးတုံးပြီးထားပါလေကိုထိုးမဆိုင်ပေါ်မူတည်ပြီးတော့မှကွာရမယ်ပေါ့နော်တချို့လည်း400 gram ပဲ comment တချို့လည်း900 gram comment ပေါ့နော် size ကတော့ 3mm နဲ့ထိုးမှဖြစ်ပါတယ်ရှင့် ပြီးလို့ရှိရင်ချိုအက်ကကြီးအလီလူမဲပေါ့နော်ချိုအက်ရောချိန်မှပြပြတော့အာကကြီးလူမဲကကြီးကဒီလိုအသေးလေးဆိုရင်ပို့အဆင်ပြေပါတယ်ညံ့ရပို့လွဲတယ်ပေါ့နော်ခြေရကြတော့ပြီးတော့ပေချိုးကတော့အာကိုအဲဒီပဝါလေးအတိုင်းလေးကိုတည်ချင်တယ်ဆိုရင်ပေချိုးလေးနဲ့လန်းလန်းတိုင်းပေါ့နော်ပြီးရင်အစိမ်းက 50g လောက်ပဲကုန်မယ်ပြီးလို့ရှိရင်ချေရိုကခရမ်းရောင်ကတကယ်လို့နှစ်ရောင်သုံးမှဆိုရင်တရောင်ကို 50g ကျော်ကျော်လေးလောက်သုံးပါမယ်ကုန်ပါမယ်နော် ဆိုတော့ခြေရုပ်စထိုးကြမှာပေါ့နော် အဖြူရောင်ကလေးခြေ order လေးထိုးတာအရင်များတော့အဲ့တည်းထည့်လာတော့လीခင်းရောင်နဲ့ပဲအစာပိုင်းကိုထိုးပြပါမယ်နော်ဟုတ်ခြေရုပ်ကအာစထိုးမယ်စထိုးတဲ့ခါမှာခြေရုပ်ကမချစ် ring လေးအရင်ထိုးအောင်ဖြစ်ပါတယ်အဲ့တော့အမကိုလည်းခြေတူရဲ့ပတန်လေးဒီနာရာလောက်ဒီမှာရေးထားပေးမှာပေါ့နော်အာဆိုရင်ခြေရုပ်ကမချစ် ring လုပ်မယ် ကိုလောက်ဆိုရင်တော့တော်တော်များများလည်းမချစ်ရင်လောက်တက်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ခမစားထုံးမဲ့သူတွေအတွက်မချစ်ရင်ကိုချဲလို့တဲ့နီလေးကိုလည်းပြပြပြချင်လို့မချစ်ရင်လေးကိုမကြောပဲနဲ့ကြည်တော်ပြပါနော်။မချစ်ရင်လေးလောက်ပြပါမယ်။အဲလက်နှစ်ချောင်းတုံးချင်လည်းရရဲ့တုံးချောင်းတုံးချောင်းတုံးချင်လည်းရရပါနော်။အရင်ဆုံးကတော့ကျတို့ cross လိုမျိုးပုံစံလိုမျိုးလေးလုပ်ပါမယ်။ဒီမှာနော်ကျိုးအတူကိုကျတို့ကဒီလိုလေးဖြည့်ထားလိုက်တယ်။ပြီးရင် မြောက်လိုမျိုးပုံစံလေးပေါ့နော်ပုံစံလေးပြီးမောက်လိုက်ဒါလုံးဝ business တမားတွေကဒီကနေပဲစလုပ်ခဲ့ရပေါ့နော်ချက်လဲချက်ချီစထိုးတော့အဲ့လိုပဲလုပ်ခဲ့တော့ချက်တို့ဒီလိုကျိုးနှစ်ကျိုးလေးတွေ့တာဟုတ်အဲ့တော့ဒီအပြင်ကျိုးကနေမအောက်ကိုဝင်လိုက်ဝင်ပြီးရင်ဒီအပွားကျိုးကိုဆွဲလာဆွဲလာပြီးတော့ဒီလိုလေးဝိုက်လိုက်ဝိုက်လိုက်ရင်ဒီမှာဟာအကွင်းလေးလိုမျိုးလေးဖြစ်မှာပေါ့နော်အဲ့အကွင်းလေးတွေကိုချက်ကချီ ဆွဲထည့်ရမယ်အဲ့တော့ဒီနှစ်ကြိုးမှာအပြင်းအကျိုးယူမလားဒီအတွင်းအကျိုးယူမလားဆိုတော့ဒီအတွင်းအကျိုးပဲယူမယ်ယူရောမှာ about ထဲကိုဆွဲထည့်လိုက်ရအောင်ပေါ့နော်ပြီးရင်လက်ထန်နဲ့ထုတ်လိုက်ဒီမှာဆိုရင်ဒီအကျိုးကဒီဒီအကျိုးလေးဆွဲလိုက်ရင်သူ့ short လေးလုပ်ရမယ်ဒီလိုလေးပေါ့နော်နောက်ပိုင်း join တော့ရင်တော့ကို အလုတ်လွယ်တဲ့နီးနဲ့လုပ်ပါနော်။အဲ့ကျွန်တော်တစ်ခါလုပ်ပြမယ်။မနောကျိုးဖြီးလိုက်ရင်လည်းထုံတာမျိုးရင်မဖြစ်အောင်။ပြီးတော့ cross လုပ်မယ်။ပြီးတော့နီးနဲ့ဖြီးထားပါနော်။ဖောက်ဖောက်လေးမယ်နော်။ပြီးရင်ဒီအပြာကျော်နီးငုံဒီအလေးဆွဲ။ပြီးရင်ဒီလိုလေး white ဝိုင်းခါမှလည်းကြက်ကြိတ်မဝိုင်းနဲ့တော့ခမဆာလုပ်မယ်သူတွေတော့ဖောက်ဖောက်လေးထားမယ်ပြီးလို့ရှိရင်ပြီးတော့ဒီကျိုးလေးကိုပဲပြင်ယူပြီးတော့ ဆွေးထုတ်မယ်တတရားထုတ်လိုက်မလီ Okay ပြီးရင်ကျတို့ဖွင့်ပြီးနှစ်ခါထုတ်မယ်ပေါ့နော်အော်တချို့ကြောင့်လည်းဖွင့်ပြီးသုံးခါထိုးရလို့ရှိတယ်နှစ်ခါထိုးရလို့ရှိတယ်ကိုယူစားနဲ့ကိုမလို့အာအဆင်ပြေတော့လိုက်ထိုးလို့ရပါတယ်เนาะကျတော့တင်ရင်ဖွင့်ပြီးနှစ်တိုင်းကိုထဲမရေထဲမရေဘူးပေါ့เนาะအကြောင်းမလို့နှစ်တိုင်းပဲထိုးလိုက်ထိုးလိုက်တာပါ ကျွန်တော်ဒီအမချင်ရင်ပေါက်တဲ့ကိုတိုင်ရှိ12တိုင်ထည့်ပါမယ်နော်တတိုင်း2တိုင်း3 တိုင်12တိုင်ရပြီပေါ့နော်ရပြီဆိုရင်ဒီရဲ့ကျိုးတူလေးကိုတင်းနေရှိလိုက်ဆိုရင်တူတူလေးဆူဆူလေးဖြစ်သွားလိမ့်မယ်ပြီးရင်ပထမတတိုင်ဒီအပေါ့ပေါ့နော်အတတိုင်ကိုဆက်ကောလီနဲ့ဆက်ပါမယ်အဲ့ဒါရင်ကျတော့ပထမဆုံးတစ်စင်ပြီးသွားပါပြီနော်ဟိုဒီလိုဝိုင်းဝိုင်းလေးရပါမယ်ရပြီးရင်ကျတော့ဖမင်းနှစ်ခုထုံးမယ်နော် ပြီးရင်ကျတို့ဒီအပေါက်တိုင်းကိုရှိတဲ့အပေါက်12ပေါက်ကိုကျတို့ကတိုင်ပွားထုံးမယ်တိုင်ပွားအာ DC increase ပေါ့နော်အဲ့ဒါပေါက်ကို2တိုင်စီထည့်တစ်တိုင်ပြီးရင်အဲ့ပေါက်တွေကိုနောက်နေ့တစ်တိုင်ပြီးပြီဆိုရင်ကျတို့အဲ့အပေါက်2တိုင်ပွားပြီးတဲ့တိုင်မှာဖုန်မီတကူထောပြီးရင်နောက်တစ် nepai satome mi pomita koto nata natai satome terlihat bisa ini teman bau teman tayang wano sakone salai pak နောက်ဆုံးမှလည်းဖွင့်မိတခုထိုးဖို့ဂျန်ဂျန်ကက်တတ်တယ်နော်ပြီးရင်ဖွင့်မိနှစ်ခုထိုးမယ်ပြီးရင်ကျတော့ပထမတစ်တိုင်းမှာတိုင်းရှိထိုးမယ်အာ DC ပြောင်းနှံတစ်ခုကို increase တော့မယ်ဗောနော်တတိုင်းထိုးပြီးတိုင်ပွားထိုးပြီးရင်တိုင်ပွားထိုးပြီးတိုင်းဖွင့်ပြီးတစ်ခုထိုးမယ်ပြီးရင် လိုင်းထိုးမယ်တိုင်ပွားထိုးမယ်အဲဒီတိုင်ပွားထိုးတိုင်းထိုးပြီးတိုင်းကိုဖမင်းတခုချတိုင်ထိုးမယ်ပြီးတိုင်ပွားထိုးမယ်တိုင်ပွားထိုးပြီးတိုင်းဖမင်းတခုထိုးဒီတိုင်းဆက်ထိုးခဲ့မယ်နော်ဖမင်းတခုထိုးပြီးတော့ပထမတစ်ပါးကိုပြင်ဆက်မယ်နော် ဆိုရင်ကျွန်တော်တို့သုံးဆင်ပြီးသွားရင်ဘီယင်ဖမီနကပြန်တော့ရာပမာဒပမာခုနကျွန်တော်တတိုင်းထိုးပြီးတိုင်ပွားထိုးတယ်အခုကနှစ်တိုင်းထိုးပြီးတော့တိုင်ပွားထိုးမယ်ပြီးတိုင်ဖမီတခုထိုးဖမီတခုထိုးဖို့မမေ့ခင်နဲ့နော်နှစ်တိုင်းထိုးပြီးတော့ ွားထုတ်မယ်နော်တိုင်ွားထုတ်ပြီးတိုင်ဖမီတခတ်ထုတ်โอเคအဲ့တော့ကျတို့အခုဒီမှာပေါ့နော်ဒီလောက်ထိုးလာပြီဆိုရင်နည်းနည်းနားလဲလာပြီလို့ထင်ပါတယ်ဒီမှာဆိုရင်ကျတို့တိုင်ပွားထိုးတယ်တတိုင်ထိုးပြီးရောတိုင်ပွားထိုးတယ်နှစ်တိုင်ထိုးပြီးရောတိုင်ပွားထိုးတယ်နောက်အတန်းဒီမှာသုံးတိုင်ထိုးပြီးရောတိုင်ပွားထိုးတယ် ပြီးရင်၄တိုင်ထိုးပြီးတိုင်ပွားထိုး၅တိုင်ထိုးပြီးတိုင်ပွားထိုး၆တိုင်ထိုးပြီးတိုင်ပွားထိုးအဲ့လိုထိုးရင်းထိုးရင်းနဲ့သူကအဲ့အဝိုင်းကတပြေးပြေးကျဲလာမယ်ပေါ့နော်အဲ့ဒါကိုခြေရောကဘယ်လောက်ထိထိုးရမလဲဆိုတော့ကိုယ်အတိုင်းနဲ့ကိုယ်ကိုထိုးရမှာဆိုတော့လေခြေကတော့ဒီဟာလင်းကို အာချီကိုကိုသုံးမဲ့ gram ပုံမူတည်ပြောမလားတချို့က400 gram သုံးမှလား900 gram သုံးမှလားကိုထုံးမဲ့ gram ပုံမူတည်ပြောမှာထိုးသွားပြီးတော့အကျဲကိုလိုချင်တဲ့လောက်ထိုးခဲ့ရမှာပေါ့နော်အာနောက်ပိုင်းကျရင်တချို့ဆိုအာတိုင်30လောက်ထိုးပြီးတော့မှတိုင်ပွားထိုးရတဲ့အကြီးကြီးဖြစ်လာမှာပေါ့နော်သူတို့ဖြည်းဖြည်းအဲ့လိုပွားလာရမယ်အဲ့တော့ဒီပထမဆုံးမှာအာတတိုင်းထိုးပြီးပွားတဲ့ တတိုင်းထိုးနှစ်တိုင်းထိုးပွားသုံးတိုင်းထိုးပွားအဲ့တိုင်းနေဖေးဖေးကြီးလာမှအကြီးကြီးဖြစ်လာမှာပေါ့နော်အဲ့ဒါကိုဒီတိုင်းဒီပတန်လေးကနေမှာပဲအအခြေခံပြီးတော့မှပွားပြီးထိုးထွားမှာဖြစ်ပါလေတော့ဒါကိုကိုလိုချင်တဲ့အခြေအထိဆက်ထိုးထားပေးပါနော်ဟဲ့ဒီမှာဒီအရောချက်ထိုးထားတဲ့အခြေပေါ့နော်ဒါတော့နောက်ပိုင်းမှာဒီမှာချက်ဒီနောက်မှာချီအာဂရန်တလုံးထကုံတော့ချက်ဒီနားပဲ မှတ်လိုက်မိရင်ပေါ့နော်ရှေ့ပိုင်းနေရတော့ဒီလောက်လောက်တော့ရလောက်မယ်အဲဒါပေမဲ့ဒီပိုင်းမှာကတော့ကျွန်တော်အာတချက်100 g ပေါ့နော်ဒီလောက်လေးပဲပို့တယ်ဒါလေးပဲပို့တော့တယ်။ဘာမလားဒီတကွက်စာလောက်ပဲခြီးဆန့်တော့တယ်ပေါ့နော်။အဲချေရတော့ဒီလောက်အခြေပဲထိုးတော့မှာမလို့အဲဒီနောက်မှာပဲဖြက်လိုက်ပါတယ်။ဒီနောက်မှာဆိုဒီကနေစထိုးတာမှတ်ထားပါတော့နော်။10 2 3 4 5 5တန်းပဲ5တန်းပဲဆန့်တော့တယ်ပေါ့နော်။ အတော့ဈေးကကျတို့အာ site တစ် site တစ် site နဲ့ကိုဈေးအများကြီးကွာသွားတယ်ဆိုတော့အဲ့ဒါလည်းမူတည်တယ်။သူကကျတော့ဒီမှာဘယ်တော့နောက်ထပ်ထပ်ထိုးမှဆိုရင်ကျတို့ကဒီမှာဆို9တန်းဆိုနောက်ထပ်ထိုးမှဆိုရင်3တန်းကြော်ကြော်လောက်ပဲရလောက်တော့မယ်။အလားမရတော့ဘူးနော်။ site ကတော်တော်လေးကြီးလာတယ်။အာဒါတော့မာချက်ထိုးထားပြီးတဲ့အာဒီပေါ့နော်အပေါ်ကိုတူတေရအစိမ်းနေရာနဲ့ပန်းပွင့်လေးကြီးဆက်ထိုးပါမယ်။ ောက်ဆုံးကျတော့ကဖုန်ကြီးတစ်ခုထိုးပြီးတော့မှဒီဘက်ဘေးပတ်ကိုရှက်ကောနဲ့ဆက်ပြီးဖုန်ကြီးတစ်ခုထိုးပြီးကျိုးလေးဖြတ်ထားလိုက်ပါတော့။ပြီးတော့ဒီရဲ့ကျိုးလေးကိုကျတော့အာချိုအလေးနဲ့ပြန်ထားလိုက်ပါမယ်။ ก็งาเผาเทวเทวอะไรยายวเนาะ ိန်လေးနဲ့ပြန်ဆထုတ်มาဖြစ်ပါတယ်ဆထုတ်ရဲ့ခါမှာပမင်းဆက်ပြီးအောင်မတိုင်တိုးလေးတတိုင်ထိုးလိုက်ပါနော်ပြီးလို့ရှိရင်ဆရာဖွင့်မီထိုးမယ်ဖွင့်မီငါးခုထိုးမယ်ပေါ့နော်ဟာဖွင့်မီထိုးတဲ့ခါမှာဒီရကျိုးတိုးလေးကိုဆရာထည့်ပြီးအောင်မ ြီးဒီမှာကျတို့ app ရှိရမလား app ရဲ့ဒီလိုလေး share နေပြော white တခုပေါ့နော်ပြီးရင်နောက်တစ်ခါ white တခု white တခုပေါ့နော်မိငါကိုထုတ်ပါမယ်လေးငါအကြံကျတို့ဒီထားမှာတခါတယ်ကျိုးသိန်းထားသလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီရင်အပေါင်းနှစ်ပေါက်ကျော်ပြီးတော့နောက်ထပ်ရှိပေါက်ကို ိုင်းတို့နဲ့ဆက်ပါမယ်။အမျိုးလေးရမယ်ပေါ့နော်။ဟင်နောက်ထပ်ငါပေါ့ဒေးငါဟင်ဖူမီနခုကျော်ပြီးတော့မှအော်အပေါက်နှစ်ပေါက်ကျော်ပြီးတော့မှတိုင်းတို့နဲ့ဆက်မယ်။ဒေးနဲ့ ချိန်ထိကိုကျွန်တော်ဒီတိုင်းလေးပဲဆက်ထုတ်လာရမှာဖြစ်ပါတယ်ကိုဒီမှာကျတော့ဒီလိုနေထားသည်ရပါပြီဆိုရင်ဒီဘက်ကပထမတိုင်တူပေါ့နော်ထားတဲ့တိုင်တူကိုစကောနဲ့ဆက်လိုက်ပါเนาะပြီးလို့ရှိရင်တော့ကျတော့ဖွမီ၃ခုထိုးပါမယ်ပြီးရင်ဒီအပေါက်ထဲကိုတိုင်ရှိထိုးထည့်မယ်ပေါ့နော် တဲ့ပြီးလို့ရှင်မိမိတခါထုပြီးရင်တိုင်ရှိထုမယ်ပြီးရင်ဖုန်မိတခါထုတိုင်ရှိထုဖုန်မိတခါထုတိုင်ရှိထုဒါဦးကျတို့အတိုင်း၄တိုင်းကျတို့ထည့်ထားပြီပေါ့နော်ဒီတိုင်းထည့်ပြီးတော့ပြီဆိုရင်ဖုန်မိတုံးကိုထုမနော်အင်္ဂုထုပြီးတော့ဒီအပေါက်ထဲမှာပဲ ိုတိုင်တူထိုးပါမယ်။ဟောပတောင်နဲ့ချေရေးထားပေးပါပြီ။တိုင်တူခဲ့မှာပေါ့နော်။ပြီးလို့ရှိရင်နောက်ဒါကတော့ပထမတစ်ပေါက်အတွက်အဲနောက်တစ်ပေါက်ကိုချေရိုးတိုင်တူနဲ့ဆက်လိုက်ပါမယ်။ပြီးရင်ဖုံးမီတုံးကိုထုံးမယ်ပေါ့နော်။ဟိုတုံးကိုမဟုတ်ခုနှစ်ခုထုံးမယ်။၅၆ခုခုနှစ်ခုထိုးပြီးတော့ချေရိုး1 2 3 4ပေါက်မြောက်ကိုစကောနဲ့ဆက်လိုက် ြီးရင်ဖူမီ3ခုပြန်ထုတ်3ပြီးရင်ဒီပေါက်ထဲကိုတိုင်တူနဲ့ဆက်ဟောနော်ဆိုတော့ဒီတစ်ပေါက်မှာဒီလိုထိုးတယ်နောက်တစ်ပေါက်ဒုတိယပေါက်ကိုဒီလိုလေးထိုးတယ်နော်နောက်တစ်ပေါက်ကိုဆက်ထိုးကြမယ်တိုင်တူနဲ့ရင်ပြန်ဆက်ပြီးရင်ဖူမီ3ခုထိုးကျွန်တော်ဒီပေါက်လိုမျိုးပြန်ဆက်ထိုးသွားမယ်ပေါ့နော် ဒီဟာကိုဒီဟာထုတ်လိုက်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 ဒီလေးစီချေကိုထုတ်တော့ထိုးသွားရပါမယ်။ဒါက၄တိုင်ထိရအောင်ချေကိုထိုးမယ်။ခရိုင်းဆိုရင်ချေကိုတိုင်ရှည်တွေတခါတည်းထိုးသွားလို့ရရပါတော့။အခုကျတော့သူကဖွင့်မင်းလေးတစ်ခုစီချချာပြီးမှတိုင်ရှည်လေး၄တိုင်ထည့်မယ်ပေါ့နော်။လေပြီးရင်တော့ဖွင့်မီတုံးကိုထုတ်မယ် မှာတိုင်တိုနဲ့ဆက်ပြီးရင်နောက်တစ်ချက်တစ်ပောက်ကိုတိုင်တိုထုတ်ဖုံးမီခုနခါထဲမှာငါချောင်းခုပြီးရင်တနဲ့တောင်းလေးလေးပောက်မြောက်ကိုဆက်ကောနဲ့ဆက်ဖုံးမီတုံးခုပြန်ထုတ်ပြီးရင်ဒီရဲ့ပေါက်တဲ့ကိုတိုင်တုံနဲ့ပြန်ဆက်ခင်ဗျ နောက်တစ်ပောက်ကိုတိုင်းတူနဲ့ဆက်ဟောဒီအတိုင်းကိုပဲကျတော့ပတ်တလေနောက်တန်းထိထုတ်ခဲ့ရပါမယ်နော်ဒီနားပေါ့နော်ဒီလိုမျိုးရဲ့နောက်ဆုံးဒီလိုအပေါက်နားဆိုရင်ကျေကျေပြောရရင် ဒီပတ်တော့ပြန်ထည့်ပြီးဒီအနောက်တစ်ခုထိုးရမယ်ဆိုရင်ဒီနောက်မှာကိုလိုကလန်ဖြစ်တော့မယ်ပေါ့နော်တကယ်လို့တချို့ကဒီဒီဒုတိယပတ်တန်နဲ့ကွတိကျထားရလဲဆိုရင်ဘာမှဖြစ်ဘူးတကယ်လို့ကွတိမကျထားဘယ်နဲ့ချက်လို့မျိုးဒီနားလေးမှာလို့တခုလောက်ကျန်နေတယ်ဆိုရင်လေကျတော့ဒီနားကိုမထိုးဘဲနဲ့ဒီဘက်အပောက်ကိုပဲတန်တူနဲ့ဆက်လိုက်ပါနော်တန်တူနဲ့ဆက်ပြီးရင်ဒီဘက်ကကျတော့အပောက်ကိုရှက်ကုန်နဲ့ စလိုက်ပါဒီမှာကျွန်တော်စစလွန်ဆိုဒီနံပါတ်၈ကိုနဲ့ဆက်ထားမလားဆက်ထားတယ်ဒီပေါက်နော်မဲပေါက်ကို၈ကိုနဲ့ဆက်လိုက်ပါ1 2 3အမိတခုထိုးပြီးတော့ရှိရှိလေးဖြတ်လိုက်ပါနော်ပြုရှင်ဒါတော့နောက်ဆုံးမှခြေကျိုးတင်တာနေနောက်ဆုံးမှပဲခြေတင်ကြမယ်နော် ကျွန်တော်ပန်းပွင့်ထိုးပါမယ်။ပန်းပွင့်ထိုးရနေရကကျွန်တော်ကဒီရဲ့ဒီဟာလေးကကျွန်တော်ပြောရရင်သူနဲ့တည့်ရွက်နေရလေးဖြစ်မှာပေါ့နော်။ပန်းပွင့်ကဒီလိုနေရဒီလိုနေရဒီလိုနေရလေးတွေကိုကျွန်တော်ကပန်းပွင့်ထိုးထားမှာဖြစ်ပါတယ်။ဟောဒီဘနာနီကျွန်တော်စထုတ်မယ်။တကယ်လို့ချီမသိမ့်ချုံဆိုရင်ကျွန်တော်အာဒီနမထိုးတဲ့အခါမှာအာပန်းပွင့်ထိုးတဲ့အခါမှာထက်ထိုးတိမ်သွားလေရပါရှင့်။ဟောဒီမှာ ဒါတော့ချင်နောက်ဆုံးနောက်တစ်ပတ်လောက်မှလုပ်ပြကျွန်တော်တဲ့ဒီနေရာမှာကျွန်တော် YouTube မှာပေါ့နော်ပထမဆုံးကကျွန်တော်တို့ဒီမှာဆိုရင်ဖွင့်ပြီး၃ခုထိုးထားတဲ့အပေါက်နေရာရှိရပေါ့နော်အပေါက်အနည်းကျွန်တော်စာထိုးပါမယ်ဆိုရင်ကျွန်တော်ဒီရဲ့ကြိုးလေးကိုတော့ကျွန်တော်ရှိရှိလေးဖြတ်ပြပါမှာအချောအလီနဲ့ကျွန်တော်တင်လိုက်ပေါ့နော် ပြီးရင်ကိုကျွန်တော်တည့်ရတည့်ရပြီးသွားပြီဆိုတော့သူပန်းဖွင့်နေထုတ်ပါမယ်။အချာပန်းဖွင့်ခင်းရောင်နေထုတ်မှာပေါ့နော်။အဲကျွန်တော်ဒီပထမဆုံးကျွန်တော်ပန်းပွင့်လေးတွေကဒီဟာလေးကကျွန်တော်သူတည့်ရလူမျိုးနေရဖြစ်မှာပေါ့နော်ပထမဆုံးကျွန်တော်ထိုးတဲ့ပတန်ကဒီပတန်ဒီပတန်ဒီပတန်လေးတွေဒီပန်းပွင့်ထိုးရမယ့်နေရာလေးဖြစ်တာပေါ့နော်အဲ့တော့အဲဒီဒီမှာပထမဆုံးဘုံတုံးကိုထိုးရတဲ့ပေါက်ထက်ထက်ကိုကြိုက်တဲ့ပန်းထိုးလို့ရပါပေါ့နော် ဖတ်ရနေဒီရကျိုးလေးကိုဆွဲလာလိုက်မနော်ဆွဲပြီးပြီဆိုရင်ကျတို့ဖွင့်ပြီးတုံးခုထိုးလိုက်ပါနော်ပြီးလို့ရှိရင်ဒီရပေါက်ထဲမှာကျတို့တိုင်ရှိ၄တိုင်ထိုးလဲရတယ်၅တိုင်ထိုးလဲရတယ်မနော်ဆိုရင်ပထမဆုံးကတော့ကျတို့၅တိုင်ထိုးမယ်မနော်၁၂ ထိုးတဲ့အခါမှာကျွန်တော်တိုင်ရှည်ကိုကျွန်တော်နှစ်ကျိုးနှစ်ကျိုးစီပဲဆွဲထုတ်ပြီးတော့ဒီလိုအနေထားလေးမှထားပါမယ်3ငါးတိုင်ရပြီမနော်အစရင်ဒီအားကကျတော့ကျွန်တော်ဖမီ3ခုထိုးတာအဖြစ်တဲ့အတွက်တော့လည်းတတိုင်းတို့ထပ်ပြီးတော့မှတ်လိုက်မယ်ပေါ့နော်အစရင်စွတ်စွတ်ပေါင်းကတိုင်ကကျွန်တော် 6တိုင်းဖြစ်မယ်ဗောနော်ပြီးရင်ကုံလုံးဆွဲထုတ်ပြီးရင်ဖုန်မီတစ်ခုချမယ်ဗောနော်အဲ့တော့ဒီရဲ့အပေါက်နာလေးကိုခြေတို့ကမချိတ်လေးနဲ့မခဲခြေတော့မချိတ်မပေါ့မချိတ်ကားချိတ်ဒီရဲ့ကျုပ်အစိမ်းလေးနဲ့မထားမှာမနော်ကဲနောက်ပိုင်းကိုမမိသွားပြီဆိုတော့မမထားလည်းရပါတယ်ပြီးရင်ကျတို့နောက်ထပ် ဒီနှစ်တိုင်ကြားပါเนาะဒီတိုင်ဒီတိုင်ကြားတဲ့ဦးတထဲမှာကျုပ်ဒီမှာเนาะခန်းရောင်ကျိုးလေးကိုချက်ထည့်ပြီးတော့မှကတ်ပြီးတော့မှဖိထားတယ်ဟိုတခါတည်းထည့်ဖုံးသွားမှာပေါ့เนาะဒီအချိုး၆တိုင်တော့မှာเนาะနင်းတော့လီ ခြေကဟိုဖြစ်သွားလိမ့်မယ်ဖုံးသွားလိမ့်မယ်ပေါ့နော်ဆိုတော့ညမဆိုရင်ခင်းရောင်ကျိုးလေးကထမ်းရှိတော့ပေါ့နော်နင်းငါ6ချက်ပွင့်6တိုင်းပေါ့နော်တကယ်လို့ငါးတိုင်းတော့ပဲထိုးမှာဆိုလည်းရပါတယ်ပွင့်တီရောနည်းနည်းတိမ့်မှာပေါ့နော်ပြီးရင် ျွန်တော်ဖုန်မိတစ်ခုထုတ်ပြီးသွားပြီဆိုရင်ခုနကကျွန်တော်မှတ်ခဲ့ဂျိုးပေါက်လေးပေါ့နော်အလင်းကိုဖြည့်လိုက်ပါဟာဒီအလေးကိုကျိုးရှိရှိလေးထားမြောက်ခုနတည်းအပေါက်ပေါ့နော်ဒီပေါက်ကနေဒီပေါက်ထက်မြောင်းနေရနေဒီထက်ဆွဲထုတ်လာလိုက်ဆိုရင်ကျအဝတ်တစ်ထပ်ပြီးတော့ရမနော်ပြီးရင်ဖမီး နခုထပါရောကျွန်တော်ဒီမန်ဒီတို့ကြာဒီ6တိုင်6တိုင်ရဲ့ဒီလိုကြားတဲ့ပေါ့နော်ဒီကြားတဲ့တွေကိုကျွန်တော်ထူအောင်ဖြစ်ပါတယ်နော်ဖြစ်ပြီးဆိုရင်ဒီရဲ့ about တဲ့ကိုတိုင်ရှိတိုင်ထူပါမယ်ဒါနီးပြန်ဖမီတောင်းခုတောင်းခုပြရှင်ကျွန်တော်ဒီလိုလဲလိုက်လဲလိုက်ရင်ဒီမှာဖမီတောင်းခုရဲ့အနောက်မှာ မန်လေးရှိဒီဟာလေးရှိရမနော်တနဲ့တော့သူနောက်ကခုံခုံလေးရှိမယ်အဲတုံးခုမြောက်ကိုကျွန်တော်ကရှက်ကုန်နဲ့ပြင်ဆင်လိုက်ပြီးရင်ဒီထဲမှာပဲတိုင်ရှိတိုင်ပြန်ထည့်ပြီးရင်ဖမင်းတုံးကိုထုံးမယ်ခုနရဲ့တုံးခုမြောက်ရဲ့နောက်ကျော်လေးကိုရှက်ကုန်နဲ့ဆက် ပြီးရင်နောက်တစ်ပောက်တော့မယ်နော်ဘုံမီတုံကုထုရှောက်ကောလင်းနဲ့ဆက်အရာကိုခြေရောကဒီကြားလေးထဲကို6တိုင်း6တိုင်းကြားလေးထဲကိုဒီတိုင်းလေးထိုးလာမှာပါအောင်ဒီပေါက်တယ်မ ခဲ့တယ်တန်းအန်တောင်းဆက်ကနေဆက်ပြီးတော့ရင်တော့ချက်ပြီးပြီပေါ့နော်ပြီးတော့တော့ခုနချက်တို့ဒီဘက်ကအဖမင်းနှစ်ခုထူထားတဲ့အထဲပေါ့နော်ဘက်ကိုဆက်ကနေ ော့လေကျတော့အာချောင်းတို့အဲ့လိနေမယ်တင်ပြပေးပါမယ် ောက်ပဲသွားချင်တယ်ဆိုရင်တော့ပထမဆုံးထိုးရနာကိုအာလေးတိုင်းမဲ့ထက်နောက်ထပ်အာကိုငါးတိုင်းငါးတိုင်းထည့်တော့မနော်ဟာဒီမှာဒီလိုပြင်နေရမယ်ဒါကိုဒီမှာဒီအပေါက်ဒီဒီနာဒီနာဒီတစ်ခုကြောပြီးတော့မှထိုးခဲ့ပါနော်ဒါဆိုလက်လက်လေးထိုးပြီး ချရိုလေးပပက်လေးပန်းပွင့်လေးတွေကိုကြိုက်တဲ့ရောင်နေထိုးခဲ့ပေါ့နော်ချရိုအဖြူလေးကိုနောက်မှကုလိုက်ဆိုအပွင့်ရတော့နည်းနည်းလားဒါမှအရင်လာပါတယ်ဒီလိုလေးပပက်လေးထိုးပြီးတဲ့ချိန်ကျရင်အရင်လည်းအမော်ပြေရပေါ့နော်ဒီမှာမှတော့ခြုံလိုက်နေအရင်ချစ်ဖို့ကောင်းပါတယ်ကဲဒါဆိုအလုံးမဲနားလေးကြမယ်လို့ထင်ပါတယ်နော်နားမလဲရရှင်ချက်ပြမေးပါနောက်ထပ်ချူရူရီရီမှာပြန်သိပါမယ်တတား